အားလုံးပဲမင်္ဂလာပါဗျာဖိုကွန်နီနီမြညာနေပြန်နေကြိုးစားပါရဗျာဒီနေ့မှာတော့ Redmi Note 9နော် Note 9 Pro စတဲ့ကျွန်တော် CD ကိုကျွန်တော်ခွာနေမြောက်ပေးမှာဖြစ်ပါတယ်ခွာပြီးတော့အထက်မှာပါလေးရှိတယ်ဆိုတော့လည်းမစ်ဆူမြာကိုလိုက်ပြီးပြပေးမယ်ဒါဆိုရင်ကျွန်တော်တို့ကအထက်မှာပါလေးရှိတယ်ဆိုတော့သိရှိသွားလို့ရှိရင်ဘယ်ပိုင်းမကောင်းရင်ဘယ်ဟာကိုလဲပြအဲ့တော့ဘယ်မကောင်းရင်ဥပမာဆိုကြပါဦးအာအာသွင်းကြိုးအာသွင်းဒီအောက်ချက်မကောင်းလို့ရှိရင်အန်တဲ့ပေါင်းလဲမယ်စပီကာမောင်းစပီကာလဲမယ် ကင်မရာမကောင်းရင်စပင်ကင်မရာလဲမယ်ဗထရီမကောင်းရင်ဗထရီလဲမယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီစိတ်ဟိုအကောင်အထဲမှာအားလုံးဘယ်ဟာဘယ်ပိုင်းဆိုတာသိရင်ကျွန်တော်တို့မကောင်းတာတွေလည်းလဲလို့ရတယ်ကိုယ်နဲ့ပြပြတတ်မှာဖြစ်ပါတယ်ဗျာโอเคဒါဆိုရင်အကြီးဆုံးအရေးကြီးတာဒီကောင်လေးကိုခေါ်တက်ဖို့ပဲကျွန်တော်တို့ဒီဟာလေးကခေါ်ခေါ်တက်တဲ့လူအတွက်ခွာဖို့မခဲမိမယ်မခွာဖို့တဲ့လူအတွက်ခွာမယ်ဆိုရင်နည်းနည်းတော့ခဲနိုင်တယ်ဗျဒါကြောင့်လို့ဒီရလေးခွာမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ကဒီဒီရလေးတွေကိုအနောက်ဖုံးကိုအရင်ကြည့်ကြည့်ရမယ်အနောက်ဖုံးလေးကတချို့ကလေးကဒီလိုမျိုး ကျွတ်ဆက်တယ်ဒီလိုဒီလိုဒီလိုဟာလေကြတော့အပူပေးလို့ရတယ်တချို့ကလုံးဝအပူပေးလို့မရရလေးရှိတယ်ဗျာနော် Okay အားဆိုကျွန်တော်ဒီကောင်လေးကိုခွာနီလေးဆက်လောက်ဆက်ကြည့်လိုက်အောင်ခွာမယ်ဆိုကျွန်တော်ခုနပြောလိုပဲနောက်ဖုန်းတခြားကြည့်ရမယ်ချိုဖုန်းနေရအပူပေးမခံဘူးအပူပေးနေလုံးဝပျော့ထွက်သွားမှာဒီကောင်လေးကတော့ဒါမှန်ကျွတ်သားလေးဆိုရင်အပူပေးလို့ရတယ်ဒီလိုမျိုးလေးတစ်ချက်ကြည့်ပြရမလို့ဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့တွေအပူပေးရမှာဖြစ်ပါတယ်အဲ့တော့အပူပေးလို့ရတယ်ပေါ့နော်ဒါကြောင့်တချို့ကလေးအပူပေးလို့မရအပူရမ်းပေးလိုက်လို့ရှိရင်ပျော့သွားနိုင်တယ်အဲ့တော့ကျွန်တော်လည်းအပူပေးလိုက်မယ် အပူလေးပေးမယ်စပရေးလေးတုံးမယ်နော်ဒီငါဒီငါတုံးတဲ့စပရေးကိုအဝါရောင်လည်းရတယ်အပြာရောင်လည်းရတယ်ဗျာနော်โอเคအဲ့တော့ကျွန်တော်အပူလေးနဲ့စပရေးလိုက်မယ်အော်ပေးပြီးကျွန်တော်ဒီမှာကျွန်တော်တို့ဒီကလေးတွေပေါ့နော်အပြာလေးနဲ့အပြာနဲ့လောပန်းနဲ့လောပါပါစေโอเคโอเคပြီးတော့ဒီမှာတစ်ခုထည့်လိုက်မယ်အဲနည်းနည်းလေးထည့်လေးဝင်သွားအောင်โอเคတမလေးထည့်မယ်ထည့်ပြီးတော့ကျွန်တော်လေးဒီမှာ စပရေးဒီစပရေးလိုက်ပြီမနော်စပရေးလိုက်ပြီအဲမနော်မစပရေးလိုက်ပြီโอเคစပရေးလိုက်ပြီမယ်စပရေးလိုက်ပြီမယ်တမျိုးထင်တမျိုးလေးဆိုရင်အပူနေနဲ့ထပ်ပြီမနော်အခုလိုပဲအပူပေးလိုက်စပရေးလိုက်လိုက်အဲ့လိုမျိုးလေးလုပ်ပြီးနေမှာဖြစ်ပါတယ်ဟိုဒီနေအပူလေးနဲ့လုံးနေတယ်အပူလေးနဲ့တက်ပြီလို့မယ်နော် คโอเคဒါဆိုရင်ရရနော်ပြီးရင်ဒီလိုမျိုးခွာတာနည်းနည်းတွန်းအောင်ခတ်သွားလို့ရှိရင်ကျွန်တော်တွေစပီးလေးရှောက်လိုက်ပေးလိုက်မယ်ဒီမှာလည်းဆက်သွားကြည့်တယ်အဲဒါဆိုတွန်းအောင်နည်းနည်းကြက်သွားတယ်ဟာကြက်သွားရင်ကျွန်တော်ရေစပီးလိုက်ပြန်မယ်ထို့လို့ရှိရင်နော်ဒီကောင်ကကျွန်တော်တွေအဆုံးထိထိုးပြီးတော့ဒီလိုမျိုးဆွဲလို့မရဘူးအထက်မှာကျိုးလေးရှိတယ်ပြတ်သွားနိုင်တယ်ဒါပေမဲ့အစလေးလေးပဲအဲကော်ဒီနာလေးပဲရှိတာဒီတစ်ဖက်မှာလုံးဝမရှိတော့ဘူးနော် အဲ့ဒါလေးတော့တိတ်ဘလူတွေပြန်နော်တို့ကြဟိုကြိုးထဲသွားထည့်မိပြီးတော့ဆွဲချလိုက်အထက်ကမှန်ကြိုးတွေပြက်သွားရင်နော်ဒါလို့ဆုံငင်ကက်ကိုက်နေမယ်အဲ့တော့ okay ဒါဆိုရင်ဒီဟာလေးနည်းနည်းဆွဲခတ်တယ်စပရေးနဲ့လျှောက်လိုက်ပေးမယ် okay okay အဲ့ဆိုရင်ဒီမှာနော်ကျွန်တော်ကျွန်တော်အစာလေးပဲဒီညာလေးပဲထုတ်ရအောင်နော်အဆုံးလေးတော့မထုတ်ဘူးနော်နည်းနည်းလေးပဲအစာလေးပဲအဲโอเคဒါဆိုရင်ချက်တော့ကွာသွားပြီโอเคကွာသွားပြီဆိုတော့ချက်တော့ကြည့်မယ် โอเคပြီးရင်တော့ဒီမှာအပေါ်မှာနက်နက်လေးရှိတဲ့အဲ့လေးကျွန်တော် live ဖြုတ်လိုက်ဦးမယ်နော်ဝေးရတော့ကျွန်တော်လေးဒီတုံးလေးโอเคဒီမှာရှိတဲ့နက်အောင်လုံးတော့ကျွန်တော် live ဖြုတ်လိုက်ပါပြီအလောင်းအလုံး20တော့ကြော်မယ်နော်โอเคပြီးဆိုလို့ရှိရင်တော့ဒီမှာအပေါ်ဖုန်းလေးရှိတယ်ဒီကောင်းလေးကိုခွာမယ်နော်ဒါကြောင့်နက်လေးအလုံးတော့တက်တက်ရှားလေးဖြုတ်ထားဖို့တော့လိုရပေါ့နော်ဒါလေးကိုကျွန်တော်ခွာလိုက်မယ်โอเค โอเคဒါဆိုရင်သူ့အပေါ်ဖုံးလေးတကယ်လို့ဒီဒီမှာကင်မရာမကြည့်လို့မှန်နေမှာကွဲလို့ဒီညမှာလဲချင်တယ်ဒီမှန်လေးတွေပဲလဲလို့ရအောင်เนาะဒီဟာလေးပဲဖြုတ်လဲလို့ရတယ်โอเคအဲဒါပြီးပြီဆိုလို့ရှိရင်เนาะဒါကတော့ကျွန်တော်တို့အခုမြင်နေရတဲ့စကီပုံเนาะကျွန်တော်တို့ရဲ့စကီပိုင်းပဲဖြစ်ပါတယ်ဒီမှာသူဒီဒီဟာလေးရတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲလိုင်းဂျိုးပဲဖြစ်ပါတယ်ဒါကြောင့် 5G sporting ပုံเนาะ 5G sporting ပြီးတဲ့လိုင်းဂျိုးတကယ်ဖြုတ်မှာဆိုအသာလေးပဲ color color ဖြုတ်ရုံပဲတဲ့လေခုလိုအဲ့ညာလေးပဲသူကသူ့နဲ့သူပြန်တက်မှာဖြစ်ပါတယ် โอเคဒါတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲအပေါ်နဲ့အောက်နဲ့ဆက်ပေးတဲ့အခါကျဒီမှာဒီမှာစပီကာရှိရယ်နော်ဒီမှာကျွန်တော်ခေါ်ပြမယ်ဒါအဖုံတက်တက်ပဲဒီကတော့သူ့ရဲ့စပီကာပဲဖြစ်ပါတယ်စပီကာတွေတော်တော်များများဒီနေရာလေးမှာရှိတတ်ပါတယ်စပီကာမကောင်းတော့အတန်တိုးတာဆိုရင်လုံးဝကြည်ကြည်မြည်တယ်ဆိုရင်ဒီလိုမျိုးလေးစပီကာတဲ့လေးမေးပြီးတော့သူ့မော်ဒယ်လိုက်ပေါ့နော်နှုံနှိုင်းနှုံနှိုင်းစပီကာလေးပြပါလို့ပြောရင်ဒီမျိုးလေးသူပေးလိုက်မယ်ဒါမျိုးလေးလေးလိုက်ရုံပဲโอเคဒါတော့အပေါ်အပေါ်ဖုံလေးကိစ္စမရှိဘူးဘာလို့ဒီမှာဒီကောင်က မျက်နှာပင်ဒီမှန်ပေါ်မှာ finger ပါနော်ဒါကြောင့်မလို့ဒီမှာ finger ကြိုးလေးပါတယ် okay okay ဒါတော့ကျွန်တော်ညီမတို့ပြောရတဲ့အတိုင်းအပေါ်နဲ့အောက်နဲ့ဆက်တဲ့ခါကြိုးပဲဖြစ်ပါတယ်ဒီအပေါ်ချမ်းနဲ့အောက်အောက်ချမ်းနဲ့အပေါ်ဆက်ကင်းနဲ့ကိုဆက်ဆက်ပေးတဲ့ခါကြိုးပေါ့နော်ဒါလေးခဏဖြုတ်ပြလိုက်မယ်ဒါဖြုတ်လာလို့လွယ်နေမှမများလေးပြထားလက် okay ဒါလေးခဏဖြုတ်ဖြုတ်လိုက်မယ်နော် okay အပီလို့ရှင်တော့ဒါခုနကကျွန်တော်ပြောလို့ပဲဖုန်းလိုင်းကြိုးတွေဖြစ်ပါတယ်ဒါတော့ finger လေးဖြစ်ပါတယ်မဟုတ်နော်ကျွန်တော်လေးပြောရသည် minute ပင်မော finger ပါလို့ဒီမှာ finger ကြိုးလေးပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ဒီအောက်ချက်မှာလည်းဒီမှာဒီအောက်ချက်မှာလည်းဒီဒီမှာတော့ကျွန်တော်ခုနကပြောတဲ့ဖုန်းလိုင်းဂျို၃ဂျိုอ่ะဒီမှာဘောเนาะဒီမှာတဂျိုနဂျိုသုံးဂျိုပေါ်နောက်နောက်ဆက်ပေးထားတယ်โอเคအဲ့ဆိုရင်အရင်ဆုံးရှင်းတော့ဒီတက်ခဲ့တဲ့အရင်ဖြုတ်လိုက်မယ်เนาะဒါကတော့ပတိပဲဖြစ်ပါတယ်အမသူ့ရဲ့အထိုင်လေးဗတိမကောင်းဖောင်းနေအာကုဏမြန်ဆိုရင်ဒီကောင်လေးလဲလိုက်ရုံပဲဒီဟာလေးကိုကျွန်တော်တို့တွေကျွန်တော်တို့ကော်ကော်ထုတ်လိုက်ပြီးတော့ဒါသူ့ရဲ့ဗတိအဟောင်းကိုထုတ်လိုက်ပြီးတော့ဗတိအစ်တက်ထည့်ပြီးတော့ဒီမှာထိုင်ချလိုက်ရုံပဲ ဒါဆိုအေးဆေးသွားပြီဒီအားအလုံးဒီတိုင်းမှာမှန်ကြိုးပဲဖြစ်ပါတယ်เนาะကျွန်တော်ရေဒါမှန်ကြိုးပဲဖြစ်ပါတယ်တကယ်လို့မှန်နေမှမကောက်ဆိုလို့ရှိရင်တော့ဒီဒီဒီမှန်ခွာပြီးတော့ကျွန်တော်အစ်တလေးလို့ရပါတယ်မှန်လည်းနေတော့ကျွန်တော်အရင်ဗီဒီယိုမှာမြောက်ပေးခဲ့တော့အလုံးမဲ့လုတ်တက်ပြီးလို့ထင်ပါတယ်เนาะโอเคကျွန်တော်ဒီနေ့မှာတော့ဒီဒီဒီထဲမှာရှိတဲ့ပစ္စည်းလေးနဲ့ဆက်လက်ပြီးတော့မိတ်ဆက်ပေးမယ်เนาะโอเคဒါဆိုရင်ဒီကောင်လေးကကျွန်တော်ဒါတော့ဒါတော့အောက်ရှာမဖြစ်ပါနော်အားလုံးအားလုံးပဲသိပြီးလို့ထင်ပါတယ်ကျွန်တော်လည်းအသွင်းတဲ့အခါဟုတ်နော် ဟဲ့နော်အာသွင်းတဲ့ခါဒီကောင်လေးအလုပ်လုပ်လို့ပါတယ်ဒါကြောင့်မလို့အပေါ်နဲ့အောက်နဲ့ကိုဆက်ပြီးတဲ့ခါခါခါကျိုးလို့အာဝင်တာနေလို့ရှိရင်ဒီကောင်လေးအဲ့ဆိုရင်ကျွန်တော်ခုနကရိုင်းတန်းတန်းနဲ့မီးပြတ်သွားလို့နော်အကုန်လုံးမောင်ကျသွားတယ်အဲ့တော့ကျွန်တော်ခုပြန်ရပေးပါမယ်ပြအဲ့တော့ကျွန်တော်အဲ့ဒါဆိုလို့ရှိရင်အာအဲ့ဆိုရင်ဒီမှာရှိတဲ့ ဒါကတော့အားလုံးသိတဲ့အတိုင်းပဲကင်မရာတွေပေါ့နော်ကင်မရာတွေမကောင်းဆိုလို့ရှိရင်ကင်မရာလေးအသားလေးဖြုတ်လိုက်လိုက်ရုံပဲအဲဖြုတ်လိုက်တက်တာတော့လွယ်နေတယ်ဒီမှာဒါဒီတာဟဲဒါလိုဒါလိုဆော့ကွက်ထိုင်နေတာဒါလေးဖိချလိုက်ရုံပဲအဲကျွန်တော်ဖြုတ်မယ်ဆိုလို့ရှိရင်သူ့နေရာလေးပဲဖြုတ်နော်ဘေးမှာရှိတဲ့ကက်ပီဆာလေးကိုသွားကုတ်မိလို့ရှိရင်ကက်ပီဆာလေးပြုတ်သွားမှကြောက်ရတယ်နော်โอเคအဲဆိုလို့ရှိရင်ဒီကောင်လေးကိုဒီဆက်ကလေးကိုတစ်ချက်တော့ထုတ်ကြည့်မယ်နော်ထုတ်ကြည့်မယ်ဆိုတော့ဒီမှာဒီနှစ်တွေပါရေတေချာရှိသေးတာကြည့်ပြပါနော်အေးတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်တော့ထုတ်ကြည့်လိုက်မယ်နော်အေးထုတ်ကြည့်လိုက်မယ်ဆိုတော့ โอเคโอเคโอเคအဲ့တော့ဒီမှာကျန်ခဲ့တဲ့ဟာလေးအရင်ပြပြပြမန်နေဂျာကျန်ခဲ့တဲ့ဟာတော့ဒီမှာပါဝါကီးပဲဖြစ်ပါတယ်ပါဝါကလို့ဒီနည်းမြဆိုလို့ရှိရင်ဒီမှာဖုန်းနဲ့အဖုန်းလေးရှိတယ်အဲဒီဖုန်းလေးကိုခွာလိုက်မယ်ခွာလို့ရှိရင်ဒီပါဝါကီးလေးကအတွင်းထဲမှာလည်းပေါက်ကိရှိသလိုအပြင်ကခလုတ်တစ်ခု အဆောကြီးအတွင်းတစ်ခုအပြန်ခလုတ်တစ်ခုပေါ့နော်ဒါအပြင်ကြီးပေါ့နော်โอเคအဲ့ဆိုရင်ဒီမှာဗန်ဂျက်ကမီဒါတော့ ear speaker ပဲဖြစ်ပါတယ်အားလုံးပဲဒီဘက်ကပြောတဲ့ဖုန်းနဲ့တန်တွေကိုဒီဘက်ကကြားဖို့အတွက် ear speaker လည်းဖြစ်ပါတယ်ဒါတစ်ဖက်ကပြောတဲ့တန်မကြားလို့ဆိုလို့ရှိရင်ဒီကောင်လေးလေးခဲလွတ်နေလားဒါမှမဟုတ်ဒီဟာမကောင်းဆိုတာကိုကြည့်ပြရမှာဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်တို့စဉ်စဉ်းစားလေးပဲဖြစ်ပါတယ်အဲ့တော့ဖုန်းပြောတဲ့ခါနာနာပိတ်နာနာကလိုက်တန်နဲ့သူကပိတ်ပြီးမှာပေါ့နော်โอเคလုံးဝမပိတ်တော့ဆိုလို့ရှိရင်ဒီကောင်လေးတက်လေလို့ရတယ်သုံးမဟုတ်ဖုန်းခေါ်လိုက်တန်နဲ့မှောင်သွားရင်လည်းဒါလေးဖြုတ်ထားလို့ရတယ်โอเค အဲ့တော့တရားလို့အားလုံးသိပြီထင်ပါတယ်ဗျဒါကတော့ဖုန်းလိုင်းဂျို 4G 5G စနစ်တွေပါတယ်ဖုန်းလိုင်းဂျို3ဂျိုဒါကတော့အောက်ချမ်းပေါ့နော်ဒါကတော့ပတ်ဖိုင်ပြင်ဒါပဲဖြစ်ပါတယ်ဖိုင်နာတုံပေးတယ်ပေါ့နော်ကျွန်တော်တို့ဖုန်းလေးအသုံးပြုတဲ့အခါမျိုးမှာတုံတဲ့ဟာလေးဒါကတော့ mic ပဲဖြစ်ပါတယ်ကျွန်တော်ပြောတဲ့ဟာတွေဟိုဘက်ကကြားဖို့အတွက် mic တန်လေးဖြစ်ပါတယ်ဒါကြောင့်လို့ရှိရင်တစ်ဖက်ကကျွန်တော်ပြောတော့တစ်ဖက်ကမကြားဘူးဆိုလို့ရှိရင်တော့ဒီကောင်လေးလဲပြရတယ်လို့ဒီ original အောက်ချမ်းလေးလက်လို့ရှိရင်လည်းဒီ mic လည်းအသစ်ပြန်ဖြစ်သွားမယ် mic လည်းကောင်းမယ်အဲအသင်းအောက်ချမ်းလည်းကောင်းသွားမယ် โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအဒီကတော့ခုနပြောတိုင်းပဲဒါတော့ finger နော် finger ကျတော့ဒီကောင်ကကျတော့ဘေးဒီမှာပါတာမဟုတ်ပဲねဒီလိုမှန်ပေါ်မှာပါတာပေါ့နော်ဒါကြောင့်မို့သူတို့ finger လေးထည့်ပြထားဖြစ်ပါရဲ့ဒီမှာโอเคဒါဆိုရင်ဒီအပိုင်းကတော့ဒီမရှိတဲ့ body ဘိုင်းကတော့အလုံးသိရှိသွားပြီထင်ပါတယ်ဗျအဲ့တော့မှန်မှန်နေပါခွာလဲကျင်နေဆိုတော့ဒီမှာမှန်နေပါလေလို့ခွာလဲလိုက်ယုံပဲဟုတ်နော်ဒီမှာဒီတရားလေးကိုပူလီပေးပြီးမှန်နေခွာလိုက်ယုံပဲအဲ့တော့မှန်ခွာလို့ရှိရင်ဒီကြိုးလေးဒီကြိုးလေးကအပြင်ရောက်တော့မှာပေါ့နော်အဲ့ကျွန်တော်ဒီမှာဥပမာနေနဲ့အဲ့ကျွန်တော်ဒီမှာတစ်ခုပြမယ်ဒီမှာနော် ဒီဒီဒီပုံစံပေါ့နော်။သူကသူကကျိုးလေးဒီပေါက်လေးထည့်ပြီးတော့အဲဒီညမျိုးလေးတော့ဒါမျိုးကျွန်တော်ဒီမန်လေးခေါ်လိုက်ရုံပဲ။ Okay. အဆောရရှင်တော့ကျွန်တော်တို့ဒီဘိုင်းတိပြီးဆိုတော့ကျွန်တော်ဒီဘိုင်းလေးကိုဆက်လိုက်ပြီးကြည့်ကြည့်အောင်နော်။အဲကြည့်ကြအောင်ဆိုတော့ဒီမှာအဲ့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှင်ဘေးမှာအဲ့လိုပုံတော့ဘေးမှာကက်ပစီတာလေးတွေဒိုင်းလေးတွေအများဆုံးပါတဲ့ဟာကိုကျွန်တော်ပါဝင်စီလို့ပြောလို့ရပါတယ်။ Okay. အဆောရရှင်ကျွန်တော်ဒီဘက်မှာတော့ခိုင်းပြောနေညာအတိုင်းပဲ CPU နဲ့ AMC ရှိမယ်ဒါတော့ same time ပေါ့နော်ဒါတော့ PA တို့ line MC တို့အဲ့တော့ကျွန်တော်တို့ဒီဒီ vote တစ်ခုလုံးမှာ phone vote တိုင်းအားလုံးပါတာတစ်ခုဖုန်းတိုင်းအားလုံးတူတာတစ်ခုတော့ CPU နဲ့ AMC ပါမယ်ဒါကျွန်တော် server IC ပေါ့နော်ပြီးလို့ရှိရင် power IC ပါမယ် power IC ကတချို့ဖုန်းတွေဆိုရင်နှလုံးလောက်ပါတယ်အဲ့တော့ line ပါတဲ့ကြောင့်မို့ line IC အဲ camera ပါတဲ့ကြောင့်မို့ camera IC wifi ပါတဲ့ကြောင့်မို့ wifi IC အဲအဲ့လိုမျိုးလေးတွေပါတယ်အတန်ထွက်တဲ့ကြောင့်မို့ audio IC အဲအဲ့လိုမျိုးလေးပေါ့နော်ဒါလေးတွေဖုန်းထဲမှာပါတာဖြစ်ပါတယ်ဗျကဲအဲ့တော့ဒါကြောင့်မို့ကျွန်တော်တို့က ဒီဒီလမ်းကြောင်းလေးတွေဒီဒီဟိုဒီလမ်းကြောင်းရဲ့ဘယ်ဟာဘယ်ဟာစီဆိုတော့ကျွန်တော်တို့တွေဒီဖုန်းတစ်လုံးနဲ့တစ်လုံးကတော့နေရာထားတော့တော့တူမှာတော့မဟုတ်ဘူးအနေငယ်တော့ကွက်တဲ့နေဒါပေမဲ့ပါတာကျန်တော့အလုံးအတူတူပါပဲဟုတ်ပြီဒါဆိုကျွန်တော်ဒီပုတ်တစ်ခုကိုလည်းကျွန်တော်ဆက်နုံမနုသိချင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်အရင်ဗီဒီယိုမှာတော့ထုတ်ပြခဲ့ပြီနော်တော်ဒီဒီမှာဒီတူဒါပရင်းငုတ်လို့ရှိဒါအဟောင်းမို့နော်ဟောင်းငုတ်လို့ဒါလေးကိုတိုက်ထားနဲ့ဖြဲပြီးလို့ရှိရင်ဒီလိုငုတ်လေးရမနော် အဲဒါဆိုတော့ကျွန်တော်ဒီထက်ကနေပြီးတော့ဒီလိုဒါဒါမျိုးလေးကိုကျွန်တော်အသားလေးဒါနဲ့ဖြည်းဖြည်းဒါလေးကိုထုတ်ယူထားတာအဲယူထားတဲ့ဟာလေးကိုကျွန်တော်သူနဲ့တူတာလေးကျွန်တော်သုံးလေးငါးခုလောက်ထုတ်တာကျွန်တော်အများကြီးထုတ်ထားတယ်နော်10ခုလောက်ထုတ်ထားလိုက်ရင်ဖုန်းအားလုံးအကုန်အသုံးပြုလို့ရတာနော်ဒီမှာကြည့်အဲဒါဆိုလို့ရှိရင်ဒီမှာဒီမှာโอเคဒါဒါဒီလိုထုတ်ခြင်းနဲ့ရတယ်အဲခုနောက်ပိုင်းတော့ကျွန်တော်အခုလိုမျိုးဟိုလိုမျိုးထုတ်ပြီးသားအဲ့လိုကျိုးလေးတယ်ရောင်းတယ်နော်ထုတ်ပြီးသားကျိုးလေးလည်းရောင်းတယ်အဲကျွန်တော်တို့အဲ့လိုမျိုးဟိုလိုမျိုးသုံးမဲ့တဲ့ကိုယ့်ကိုထုတ်တယ်ကိုယ့်ကိုသုံးလိုက်တယ် โอเคထုတ်ပြတော့ကြိုးလေးဆိုတော့ဒီမှာပုံเนาะအဲဒါဆိုရင်ကျွန်တော်တို့ဒီမှာခေါင်းတွေအများကြီးပဲ50ခုတော့ရှိတယ်ဘယ်ဖုန်းမဆိုအကုန်အကုန်လုံးတန်းအသုံးယူပဲအဲโอเคကျွန်တော်တို့ဒီနေ့မှာအဲ့ဒါကိုမသုံးမနဲ့ကွက်ကိုသူ့မော်ဒယ်လိုက်ကျွန်တော်တို့ထုတ်ထားတဲ့ဟာလေးရှိတယ်ဒီခေါင်းကလည်းအဲဒီတစ်ခုအများကြီးသုံးလို့ရတယ်เนาะโอเคဒီဟာလေးလေးကိုဒီမှာအပေါင်းနှုတ်လေးရပါပြီးသားတော့သူ B- B ဆိုမှ B- B+ ဆိုပြီးတော့သူပါပြီးသားအဲ့တော့ကျွန်တော်ဒီခေါင်းလေးကိုအပေါင်းနှုတ်လေးချက်ဆန့်ချစ်ကြည့်မယ်အဲ့တော့ဒါလေးโอเคဒီဟာလေးက โอเคဒီဒါလေးက B black ကျွန်တော်ဒီတေချောင်းအောင်လို့ကြည့်ကြည့်လိုက်မှာဟုတ်တယ်ဒီမှာโอเคဒီကောင်လေးကဒီ minor ပါเนาะကျွန်တော်ဒီအပေါင်းနှုတ်လေးပေါ့โอเคဒါလေးက B minor โอเคအဲ့လိုမျိုးလေးချိန်ထားလိုက်လို့ဒါဆိုရင်အဲ့လိုကြည့်လိုက်လို့ဒီမှာဘာမှဒီမီတာတွေဘာမှမတက်ဘူးဆိုလို့ရှိရင်เนาะအဲ့ဒီမှာတော့အဲအလုံးပုံမှန်ပဲဆိုလို့ရှိရင်တော့ဒါဆိုရင်ဒီဖုန်းက short မရှိဘူးလို့ကျွန်တော်တို့ယူဆလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုတချို့အားတွေကျတော့ IC လုံးဝမကောင်းလို့ရှိရင်လည်းဘာမှမပြတ်တတ်ဘူးအဲ့လိုအခြေအနေမျိုးတော့ရှိတယ်โอเคဒါဆိုရင်ကျွန်တော် အဲကျွန်တော်မိတ်ဆွေများအထက်မှာပါတဲ့ပစ္စည်းလေးတော့အားလုံးပဲသိရှိတော့ပြီလို့ထင်ပါတယ်ဒီလိုပစ္စည်းတွေဖြုတ်တဲ့အခါမျိုးမှာလည်းအခုလိုမျိုးကျွန်တော်မျိုးဘီယမ်ဘက်တာဖြုတ်လို့မရဘူးเนาะအဲ့တော့အခုမှစပြုတ်မယ်ဆို ဒါဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများဖုန်းတွေကိုအဲဘယ် PC ရဘယ်နားလဲဆိုတော့အလုံးသိရှိပြီးလို့ထင်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းနောက်ဖုန်းတွေမှာဘယ်ဖုန်းကိုခေါ်ပြစေချင်တယ်ဘယ်ဖုန်းရဲ့အတွေ့အမ်းကိုကြည့်ချင်တယ်ဆိုတာလေးကိုကျွန်တော်ခုမှမှရေးခဲ့ပါဗျာမိတ်ဆွေများခေါ်ပြစေချင်တဲ့ဖုန်းတွေလည်းခုမှမှရေးခဲ့လို့ရပါတယ်ခွာမေဆုံတော့ကျွန်တော်ကျွန်တော်တို့ဘယံမတာထားလို့မရဘူးเนาะဒါကကျွန်တော်ကြတော့ဘယ် PC ဘယ်နားရှိတယ်ဆိုတော့တန်းသိနေလို့ခေါ်နေကြမလို့ AC ပဲကြက်တဲ့နေရာကြက်တဲ့ချင်းကောက်တက်လိုက်လို့ရတယ်အဲမိတ်ဆွေများခုမှခေါ်မေဆုံတော့ဘယ် PC ရဘယ်နားထားမလဲဗတိရဘယ်နားထားမလဲအဲ့လိုသူ့နဲ့နဲ့သူ PC အသေးလေးဆိုရင်တေချာလေးထားမှဖြစ်ပါတယ်ဒါမှပြန်တက်တဲ့အခါမျိုး ို့မှာမြင်မျက်စိမလဲပဲနဲ့အလိုတကူတက်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကျတော့ဘယ်ချိန်မှာကောက်တက်ကောက်တက်မြင်မျက်စိမပြီးတက်တက်ဘယ်နေရပါဆိုတာသိနေတော့ကြက်တယ်လို့ထားတာပေါ်တော့မိတ်ဆွေများအဲ့လိုမထားပါနဲ့တေချာလေးသူပစ္စည်းနဲ့သူတီးတန့်တေချာလေးနက်လေးလေးအပေါ်ကာပါလေးဒီကင်မရာဖုန်းလေးတေချာလေးထားပြမှာဖြစ်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်ဗျမိတ်ဆွေများဘယ်ဖုန်းလေးတွေခေါ်ဘယ်ဖုန်းလေးတွေအတွင်းမှာကိုကြည့်ချင်တယ်ဘယ်ဖုန်းကိုပြင်ချင်တယ်ဘယ်ဖုန်းရဲ့ ကျွန်တော်အတွေ့အကြုံတွေကိုခွာပြစီခြင်းနဲ့ကျွန်တော်ခုမှမှာရေးခဲ့ပါကျွန်တော်ကျွန်တော်စီမှာရှိတဲ့ moderator မျိုးများရှိပါတယ်အဲ့တော့မိတ်ဆွေများအကြည့်ချင်တဲ့ဖုန်းလေးရှိနေကျွန်တော်မှန့်ခဲ့ပါဗျာကျွန်တော်ခေါ်ပြပါမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ